အားလုံးပဲမင်္ဂလာပါကိုမင်းရဲ့ဒါ YouTube channel နဲ့ဒါ TikTok channel လေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးစားပါတယ်เนาะဒါကျွန်တော်တို့ဒီနေ့ဒါ18ရက်6လ2025ဒါကျွန်တော်တို့ Champion League ဒါအုပ်စုပွဲစဉ်နေဒါတရက်ဒါကျွန်တော်တို့ဒါဒုတိယမြောက်နေ့ပေါ့ဗျာเนาะဒါဒုတိယမြောက်နေ့ဒါပွဲစဉ်6ပွဲလောက်ရှိတယ်ဒါကျွန်တော်တို့ဒီနေ့ Colombia ပေါ်ရှိမယ်စာပီယာရှိမယ်ကျွန်တော်တို့ Inter နဲ့ Inter Milan ရှိမယ် Bayern Munich နဲ့ Chelsea ရှိမယ်ပေါ့ဗျာเนาะ Liverpool နဲ့ကျွန်တော်တို့ အဲ့ဒီကိုမထွက်ရှိမယ် PNG နဲ့အတတလန်ရှိမယ်ပေါ့ဗျာနော်အာဒီထက်မှကျွန်တော်စိတ်ကြရွေးချယ်ပေးထားတဲ့ဒါသုံးပွဲသုံးချောင်းလောက်ကိုကျွန်တော်ဒါလာရောက်သုံးသပ်တင်ပြပေးသွားမှာဖြစ်ပါတယ်နော်ဒီနေ့မှကျွန်တော်ဒါရွေးချယ်ပေးမဲ့သုံးပွဲမှာတော့ဒါကျွန်တော်ဒါကောင်းဆုံးရွေးချယ်ပေးထားတဲ့၃ချောင်းလေးကိုဒါပြောပြပေးမှာဖြစ်ပါတယ်เนาะကျွန်တော်ရွေးချယ်မှုတွေကိုအချိန်နဲ့တက်တူပဲဖြစ်เนาะကျွန်တော်အားပေးတည်ပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ YouTube channel နဲ့ Twitter channel လေးကိုဒါ like and subscribe လေးဒါလုပ်ပေးသွားပါအောင်ဗျာเนาะအဲဒီနေ့မှာတော့ကျွန်တော်ဒါဒါပထမအဦးဆုံးပေါ့ဗျာเนาะအာကျွန်တော်ပထမအဦးဆုံးဒါရွေးချယ်ပေးတဲ့ပွဲစဉ်လေးဒီပွဲရှိပါတယ်ဗျာเนาะဒါဒီပွဲစဉ်လေးမှာဆိုရင်ကျွန်တော်တို့ဒါ Liverpool နဲ့ဒါ Atletico Madrid ပေါ့ဗျာเนาะအာ Atletico Madrid နဲ့ဒါ Liverpool နဲ့ဒီနေ့ကြမှာကမ္ဘာဖြစ်ပါတယ်เนาะအာဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဒါ Liverpool ကနေပြီးတော့ Atletico ကိုဒါကျွန်တော်တို့ ဒါအဲ့ဒီကိုကျွန်တော်တို့တရားတလုံးကိုတရေဘော်ဒီဂျင်းမှာတလုံးကိုတရေဂိုးပေါင်းချင်းလေးမှာဆိုရင်တော့ကျွန်တော်တို့သုံးလုံးကို90စားဆိုတဲ့ဂျင်းမျိုးလေးဖွင့်နေထားတာမျိုးလေးရှိတယ်ဗျเนาะဒါဒီနေ့ညကျွန်တော်တို့ဒါလီဗာပူးနဲ့အဲ့ဒါကိုမထွက်ပေါ်ဗျာเนาะအာသူတို့ညမှာဒီနေ့ညမှာကံမဲ့ပွဲစဉ်တပွဲရတာဖွင့်လှစ်ထားတဲ့ခြေပဲဖြစ်ပါတယ်ဒီပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးထားတဲ့အဲအကောင်းဆုံးတစ်ချောင်းလေးကိုကျွန်တော်သုံးသပ်ပေးမှာဖြစ်ပါတယ် အဲမနေ့ကညတော့ဗျာဒါကျွန်တော်တို့အထက်ကြီးတွေဒါကြားခဲ့တယ်လို့ပြောလို့ရတယ်เนาะအထက်ကြီးတွေကြားခဲ့တယ်မနေ့ညဆိုရင်ဒါတော်တော်လေးကိုဒါကျွန်တော်တို့အထက်ကြီးဆိုရင်ဖိုတိုကလစ်နဲ့ကြီးကြားခဲ့တယ်ကျွန်တော်တို့ UMF ထက်လည်းကြီးကြားခဲ့တယ်ပေါ့ဗျာเนาะကြီးအောင်နေတဲ့နေသားမှဆိုရင်စပါးတသေးလောက်ပဲရှိမယ်ဗျာเนาะဂျူပေးတက်လည်းကြီးကြားခဲ့တယ်ပေါ့ဗျာเนาะညတော့ကတော့ဒါချန်ပီယံလိပွဲစဉ်တွေဒါအထက်ကြီးတွေတော်တော်များများလေးကိုဒါကြီးကြားခဲ့တယ်ပေါ့ဗျာเนาะ အစောပွဲမှာဆိုတော့ကျွန်တော်တို့အာဆင်နယ်နော်အာဆင်နယ်ဆိုရင်တော့ဒါကြီးအောင်ခဲ့တယ်အာဆင်နယ်ကတော့ဒါကြီးအောင်ခဲ့တယ်ဖြစ်တယ်နော်ဒါကြောင့်မို့ဒီနေ့ညမှာကျွန်တော်တို့အထက်ကြီးတွေကိုဘူကီအနေနဲ့ပြောင်းပြန်လှန်ထားအောင်ဆိုတာကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်ညညပဲဖြစ်တယ်နော်ဒါဒီနေ့ညမှာတော့ဒါရင်းဦးဆုံးကျွန်တော်လီဗာပူးနဲ့အက်တလီကိုမထွေပွဲစဉ်လေးကိုအရေးဆုံးသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့လီဗာပူးကနေပြီးတော့ဒါ တလုံးကိုတရေပေါ်ချင်းမှာထူပေါင်းချင်းလေးမှာ၃လုံးကို90စာဒီချင်းလေးကိုဖွင့်လှစ်ထားရပေါ်ပြန်နော်ဒီပွဲစဉ်လေးမှာသွားပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့လီဗာပူးကတော့ဒါဒီနေ့ဒါမနေ့ကနော်ဒါပြောမယ်ဆိုရင်အင်္ဂလပ်ပရီးမီးယားလိဖလားကိုပူပူလွင်းလွင်းရထားတဲ့အသင်းသေးမဲ့ဖြစ်တဲ့လီဗာပူးကတော့ဒီနေ့ရာသီမှာလည်းရလက်ကောင်းတွေကိုစွမ်းဆောင်ထားနိုင်စေပဲဖြစ်တဲ့တော့သူကပရီးမီးယားလိမှာရလက်ကောင်းတွေစွမ်းဆောင်ထားနိုင်တယ်ပြီးတော့ဒါလီဗာပူးကဒါ လက်ရှိဒါကျွန်တော်တို့2025 2026အင်္ဂလန်ပရီးမီးယားလိမှာလည်းစစ်တင်နေရလက်ရှိရက်တည်နေတဲ့၄ဘွဲကန်၄ဘွဲလောက်အနိုင်ရမှ၁၂မှတ်နဲ့เนาะအာလီဗာပူးကတော့ဒါတော်တော်လေးကိုချေသန်းကောင်းကိုပိုင်ဆိုင်နေတာဖြစ်တယ်။တော့ဒါအဲဒီကိုမက်ဒရက်ကသွားပြန်ကြည့်ရမယ်ဆိုဆက်ပေးလာလီကာထဲမှာတော့ဒါအတူတာလဲဒါရလက်ကောင်းနေတော့ဒါကောင်းကောင်းတော့ဆွမ်းဆောင်ထားနိုင်မှုတော့ဗျာနော်။ဒါကျွန်တော်တို့သူ့အနေနဲ့သူ့ရဲ့ဒါကျွန်တော်တို့စပင်လာလီကာ ပြောမှာတော့ဒါရလက်ကောင်းတွေစွမ်းဆောင်ထားနိုင်ခြင်းမတွေ့ထားဘူးပေါ့ဗျာเนาะအဲသူနည်းနည်းလေးတော့သူတို့အသေးကနည်းနည်းဖြူဖျဲနိုင်တဲ့ပုံစံမျိုးလေးတော့တွေ့ရတယ်ဗျာเนาะအဲသူတို့နဲ့သေးရဒါကျွန်တော်တို့ဒါသူတို့ထိတ်တဲ့တွေ့ဆုံမှုတွေရှိပါတယ်ကျွန်တော်တို့ဒါချန်ပီယံလိမှာဆိုရင်လည်းသူတို့နဲ့သေးထိတ်တဲ့တွေ့ဆုံမှုတွေရှိပါတယ်ဗျာเนาะအဲသူတို့နဲ့သေးရဒါချန်ပီယံလိထိတ်တဲ့တွေ့ဆုံမှုဆိုရင်စုစုပေါင်းဒါချန်ပီယံလိကောဒါကျွန်တော်တို့ချစ်ချစ်ပွဲတွေရောဒါ ရှိရပေါ့ဗျာเนาะထိတဲ့တွဲဆုံမှုမှာဆိုရင်ကျွန်တော်တို့ဒါငါးကြိမ်တော့တွဲဆုံခဲ့တယ်ငါးကြိမ်နဲ့မှာတော့ကျွန်တော်လီဗာပူးကနှစ်ကြိမ်နိုင်ဒါတရေကြတစ်ကြိမ်เนาะအက်ဒီကိုမက်ထရစ်ကတော့နှစ်ကြိမ်နိုင်เนาะဒါသူတို့နှစ်သင်းရဲ့ထိတဲ့တွဲဆုံမှုမှာတော့သူမတာကိုမတာပဲဗျာเนาะသူလည်းမတာဘူးကိုလည်းမတာဘူးဒါပေမဲ့ကျွန်တော်တို့တစ်ချက်သွားပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒါ2020နောက်ပိုင်း2021မှာဆိုတော့လီဗာပူးကနောက်ဆုံးတွဲဆုံခဲ့နှစ်ကြော့လုံးပါလီဗာပူးကနှစ်ကြော့လုံးနိုင်ယူထားခဲ့တယ် ော်အတီကိုမက်ထရစ်ကိုနှစ်ကြော့လုံးနိုင်ယူထားခဲ့တယ်အဒီပွဲစဉ်မှာသွားပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်မှာသွားခဲ့ကြည့်ရမယ်ကျွန်တော်ပြီးခဲ့တဲ့နောက်ဆုံးကံကံ2021ဩဂုတ်အဲနိုဝင်ဘာလ၄ရက်နေ့မှာဆိုရင်ဒါလေဘာဝူရဲ့အိမ်ခွေးမှာတူးစီးတဲ့နော်ပြက်ခဲ့တယ်နော်ဒီနေ့ညမှာလေဘာဝူရဲ့ဒါဝမ်းသေးကြီးကခြေထပ်အောင်သွားအောင်မလားလက်ရှိအဒီကိုမက်ထရစ်ရဲ့ခြေခြေရနော်အနီမတ်ကိုဒါလေဘာဝူကိုနဲ့ထားခြေခြေရတော့အာ ကျွန်ညလီဗာပူးရဲ့လက်ရှိခြွေတန်းရတာဖြစ်တဲ့ကြေးကြေးတို့ကျွန်တော်မြင်မိတယ်ကိုပေါင်းကြီးလေးကိုတစ်ဆက်သွားမယ်ကြည့်မယ်ဆိုရင်ကိုပေါင်းကြီးလေးက3လုံးပုံ90စာနော်အာဒီဒီပွဲစဉ်ကိုသွားပြက်ကြည့်ရမယ်ဆိုရင်ဒီနေ့ညဒီပွဲစဉ်ကလည်းဒါဂိုးတွေမြူးသွားအောင်မလားဗောဗျာနော်ဘော်ဂျင်းနဲ့ကိုပေါင်းကြီးနဲ့တွက်ဆပြီးချိန်ကြည့်ရမယ်ဆိုရင်ဂိုးတွေမြူးသွားအောင်မလားဆိုတာကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်ဗျတော့ဘာကြောင့်လဲဆိုတော့လီဗာပူးကဒါပြီးခဲ့တဲ့ကျွန်တော်တို့အာအင်္ဂလန်ပြပြလေးပွဲစဉ် အဲနှစ်ပွဲလောက်ကန်ခဲ့တဲ့အထဲမှာနောက်ဆုံးကန်ခဲ့တဲ့နှစ်ပွဲတော့ထမအာဆင်နာကိုဝမ်းစီကန်ခဲ့တယ်ဒါဘန်လေးကို0-1နဲ့နိုင်ခဲ့တယ်ဒါသူ့ရဲ့ပြောမလို့ဒီနောက်ပိုင်းလီဗာပူးရဲ့နောက်တန်းခါစစ်ကနည်းနည်းလေးဒါကြစ်လက်လာလို့ပြောလို့ရတယ်နော်ဒါဒီနေ့ညမှာအိမ်ဝင်ရနေဒါအက်တီကိုမက်ထရစ်ကိုအကူမပေးအောင်ဘယ်လိုမျိုးနောက်တန်းတွေဆွတ်ဆောင်ပါမလဲနော်အဆက်ကြည့်ရမယ်ကျွန်တော်ဒီပွဲနေ့လေးကိုတော့ကျွန်တော်စိတ်ကြိုက်တစ်ကြောင်းလေးရွေးထုတ်ထားတာရှိပါတယ် เนาะအာဒီလီဗာပူးနဲ့အက်တီကိုမက်ထရဲ့ပွဲစဉ်လေးမှာကျွန်တော်ကတော့ဒီနေ့ညဒီပွဲစဉ်လေးကိုကျွန်တော်ဂိုးပေါင်း၉ောက်လေးရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့ဂိုးပေါင်းအပေါ်လေးကိုရွေးချယ်ပေးခြင်းပါတယ်လီဗာပူးနေနဲ့လည်းအက်တီကိုမက်ထရဲ့ကိုအင်ဝင်းကနေဂိုးတွေရသွားနိုင်တယ်လို့အက်တီကိုမက်ထရဲ့ကလည်းလီဗာပူးအနည်းဆုံးတော့ဒါအဝေးကွင်းကနေတလုံးလောက်တော့ပြန်ရသွားနိုင်တယ်လို့ထင်မြင်မိတယ်သုံးသပ်မိတယ်အဲကြောင့်နှစ်သိန်းပေါင်းဒီနေ့ညမှာ နည်းဆုံးတော့၃ခုပြည့်သွားမယ်เนาะ၃ခုထက်လည်းကျော်သွားမယ်၄ခု၅ခုဖြစ်သွားရင်လည်းဖြစ်သွားမယ်เนาะအဲ့တော့ကြောင့်မို့ဒီနေ့ညမှာကျွန်တော်ကတော့အာဘူပေါင်းပေါ်လေးကိုကြိုက်နေတတ်ပါတယ်เนาะကျွန်တော်နဲ့ကြိုက်ချင်းတွေ့ရင်ဒါ live show လို့ရပါတယ်ဒီနေ့ညပထမဆုံးပွဲစဉ်မှာလပအောင်နဲ့အဒီကိုမထွက်ပွဲစဉ်ဘူပေါင်းအပေါ်လေးကိုရွေးချယ်ပေးကြပါတယ်ကဲကျွန်တော်နောက်တစ်ပွဲကိုကျွန်တော်ဆက်လက်သွားအောင်ဗျာเนาะနောက်တစ်ပွဲမှာဆိုရင်တော့ကျွန်တော်တို့ဒါအေဂျင့်နဲ့အင်တာမီလန်ပေါ့ဗျာเนาะအဲအေဂျင့်နဲ့အင်တာမီလန် ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ဒါအင်တာမီလန်ကနေပြီးတော့အေဂျက်ကိုဖွင့်လှစ်ထားတဲ့ဒါဘောင်းစင်းမှာဆိုရင်တော့ဝမ်ပေါင်း90ကိုပေါင်းကျလေးမှာ၃လုံးကိုတည့်ရနော်ဒီကျင်းလေးဖွင့်လှစ်ထားတာမျိုးလေးတွေ့ရတယ်ဗျာနော်။ဘာကြောင့်ဒီကျင်းလေးဒီနေ့ညဖွင့်လှစ်ထားလဲဆိုတော့အင်တာမီလန်ကအဝေးကွင်းကနေဒါအေဂျက်ကိုဝမ်ပေါင်း90ကျေးဖွင့်လှစ်ထားတယ်နော်။ဒီပွဲစဉ်ကိုသွားပြန်ကြည့်ရမယ်ဆိုရင်တော့လက်ရှိအေဂျက်ရဲ့လက်ရှိအနေထားရပါဗျာနော်။ ဒါလက်ရှိနေထိုင်ရလက်ရှိခြွေရရကတော့ဒါအရင်နှစ်တွေအရင်နှစ်တွေထဲရတော့ဒါကျွန်တော်အားမရဘူးဗျเนาะအရင်နှစ်တွေအရင်နှစ်တွေတော့ကတော့အားမရဘူးဒါပေမဲ့သူ့ရဲ့ဒီကလပ်ဒီနက်တလာကလပ်တင်းမှာတော့သူစွမ်းဆောင်စွမ်းဆောင်နိုင်တဲ့စွမ်းဆောင်ကောင်းတဲ့အနေထားရဲ့ပုံစံမျိုးတော့လက်ရှိဒါခြွေသွန်းကတော့ပိုင်ဆိုင်ထားတဲ့ပဲ နော်ဒါကျွန်တော်တို့အင်တာမီလန်ကိုသွားပြန်ကြည့်ရမယ်ဆိုရင်အင်တာမီလန်ကအီတလီစီးရဲမှာနောက်ဆုံးကန်ခဲ့တဲ့နှစ်ပွဲလုံးမှာနှစ်ပွဲလုံးရလက်ဆိုးရတဲ့ပုံစံမျိုးကိုတွေ့ရတယ်။ Udine ကို1-2နဲ့ရှုံးတယ်။အဲပြီးရရင် Juve တက်ကို4-3နဲ့ရှုံးတယ်ပေါ့ဗျာနော်။အဲ Juve တက်ကို4-3နဲ့ရှုံးထားတယ်။အင်တာမီလန်ကလက်ရှိခြေစမ်းနေရနည်းနည်းလေးပြောမစွင်နည်းနည်းလေးသူလည်းပုံစံကောင်းရလက်ကောင်းနေအာဆိုးရတဲ့ပုံစံမျိုးတွေ့ရတယ်။ Agent ကဒါရှင်းမယ်ဆိုရင်တော့ဒါပြောမယ်ဆိုရင် အင်တာမီလန်ကတော့နည်းနည်းလေးတားတယ်ပေါ့ဗျာနော်။တားတဲ့နေထားကြောင့်မို့လဲဒီနေ့ညမှာအင်တာမီလန်ကနေပြီးတော့အာဒါ1ပေါင်း90ချေဖွင့်လက်ထားတာဖြစ်တယ်နော်။ဒီပွဲစဉ်လေးကိုကျွန်တော်အဲစိတ်ကြိုက်ကြောင်းလေးရွေးထုတ်ပေးခြင်းနဲ့ဒီပွဲစဉ်လေးကိုကျွန်တော်က body လေးရွေးထုတ်ပေးပြီးတော့9ပေါင်း90လေးကိုလက်ရှောင်ခြင်းပါတယ်နော်။အာဒီနေ့ညကကျွန်တော် agent နဲ့အင်တာမီလန်ရဲ့ပွဲစဉ်မှာတော့ကျွန်တော်ကတော့ကျွန်တော်ရဲ့စိတ်ကြိုက်ကြောင်းကောင်းလေးမှာတော့ကျွန်တော် interbody လေးကိုကြိုက်ပါတယ်နော်။ interbody လေးကိုဒါ ရွေးချယ်ပေးကြမှာလေ။ဘာကြောင့် Inter ပေါ်ယူရွေးချယ်ပေးရလဲဆိုတော့ Inter Milan နေနဲ့အဝေးကွင်းကနေတောင်မှ1ပေါင်90ဖွင့်လှစ်ထားတဲ့အနေအထားအရဒီနေ့ည Inter Milan နေနဲ့ Ajax ကိုဒါလဲတော့ဟာဝမ်းစီလောက်နဲ့ဒါနိုင်သွားမယ်။လဲတော့ဝမ်းစီ2စီလောက်ထိဖြစ်သွားမယ်လို့ကျွန်တော် သုံးသပ်မိတဲ့အတွက်ကြောင့်မို့လို့အာ Ajax က9ရရတောင်မှဒါ Inter Milan ကအနိုင်ရမှတ်သုံးမှတ်ကိုဆွမ်းဆောင်သွားမယ်လို့ကျွန်တော် ါထင်မြင်သုံးသပ်မိတယ်။အဲကြောင့်မလို့အင်တာဗီလအင်တာမီလန်ပေါ်လီလို့ကိုရွေးချယ်ပေးကြပါတယ်နော်။အာဒီနေ့ညမှာတော့ကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့ပြီပေါ့ဗျာနော်။အဲနှစ်ပွဲရွေးချယ်ပေးခဲ့တာနောက်ဆုံးတစ်ပွဲလေးကိုကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးကြပါတယ်နော်။အာဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့နောက်ပွဲဖြစ်တဲ့ဒါဂျမန်ဘလူးဖြစ်တဲ့ဘိုင်ယန်မြူးနဲ့ချက်စီရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးကြပါတယ်နော်။ ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်တို့ Bayern Munich ကနေပြီးတော့ Chelsea ကိုပွင့်လက်ထားတဲ့ချင်းမှာတော့1ပေါင်း90ဘူပေါင်းချင်းလေးမှာတော့3လုံးကိုတဝက်ရှုံးပေါ့ဗျာเนาะဘူပေါင်းချင်းလေးမှာ3လုံးကိုတဝက်ရှုံးဒီချင်းလေးပွင့်လက်ထားရှိပါတယ် Bayern Munich နေနဲ့ဒီနေ့ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ German Bundesliga မှာတော့ရလက်ကောင်းတွေစွမ်းဆောင်ထားနိုင်ပြီးတော့တော်တော်လေးကိုဒါကျွန်တော်ဒါ German မှာဆိုရင်တော်တော်လေးကိုဒါ ဂျာမန်ဘလူးပီပီပေါ့ဗျာเนาะတော်တော်လေးကိုအခြေခံကောင်းနေဈာလက်ကောင်းနေပိုင်ဆိုင်တာဖြစ်တဲ့လိုက်စစ်ကိုတော့6ပိုးပြက်နဲ့နိုင်ထားပြီးတော့အော့ဘက်ကိုဒါ23 23နဲ့နိုင်တယ်เนาะဒါကျွန်တော်တို့ဒါပြောမယ်ဆိုရင်ဈာလက်ကောင်းနေပိုင်ဆိုင်ထားတယ်စတော့ကစ်လို့တင်းပြလို့လဲ1 2နဲ့နိုင်ထားတယ် အဲဘိုင်ယန်မြူးနစ်နေနဲ့ဒီနေ့ညမှာဒါချန်ပီယံလိဂ်ကမ်းမှာဖြစ်တဲ့ဘိုင်ယန်မြူးနစ်နေနဲ့လည်းနှစ်တိုင်းလို့လို့ဒါချန်ပီယံလိဂ်ရဖို့ရေးဒါကြိုးစားနေတာဖြစ်တဲ့အဲဟာရီကိန်းအတွက်လည်းဒါပါတယ်ပေါ့ဗျာနော်ဒီနေ့ချန်ပီယံလိဂ်ကိုရအောင်ဆွမ်းဆောင်မယ်လို့ဒါသူတို့ကြိမ်းဝါထားတာမျိုးလေရှိတယ်တော့ချက်စီးနေနဲ့သွားပြန်ကြည့်မယ်ဆိုရင်ချက်စီးကတော့ဒါဒီနေ့အင်္ဂလပ်ပရီးမီးယားလိဂ်မှာဒါရလက်ကောင်းနေပိုင်ဆိုင်ထားတယ်လို့ပဲဆိုရမယ်ပေါ့ဗျာနော်ဒါကျွန်တော်တို့ ဟုတ်စပဲလေကိုတေကန်နဲ့ကျွန်တော်တို့ဝါဟန်းကို15နဲ့နိုင်တယ်ကျွန်တော်တို့ FUAN ကို 2C နဲ့နိုင်တယ်အပြီးခဲ့တဲ့ကျွန်တော်တို့ Bradford နဲ့ပွဲစဉ်မှာတော့အာ22တေကျခဲ့တယ်22တေကျခဲ့တဲ့မှာတော့ဒါကျွန်တော်တို့ဒါ minute ပွဲပြီးနေတဲ့ minute 90မှာတော့ဒါ22တေကျခဲ့တယ်ပေါ့ဗျာနော်22တေကျခဲ့တယ်အဲကြောင့်မို့လို့22တေကျခဲ့တယ်နော်အဲ့ဒီပွဲစဉ်မှာတော့ဒါနောက်ကျဖို့အချိန်မို့ဒါကြောင့်မှဒါ Bradford ကဒါ ချွေပါဝပြန်သွင်းပြီးတင်ကြခဲ့တယ်ပေါ့ဗျာနော်အဲအပွဲမှာတော့ဒါချက်စစ်ချွေသားတော့နည်းနည်းအားရစရာမရှိဘူးဘရက်ဘောကပဲအိမ်ဝင်းမှာပြီးတော့ဒါတက်ကင်ကောင်းကောင်းနဲ့တမ်းမြတ်တိုက်စစ်တွေနဲ့ကောင်းခဲ့လို့လားဒါအချောင်းတော့ဒါတူတူတင်ကြခဲ့တယ်ပေါ့ဗျာနော်အဒီနေ့ညမှာဒါဘိုင်ယန်မြူးနစ်နဲ့ချက်စစ်ကမ်းမှာဖြစ်တယ်နော်ဒီပွဲစဉ်လေးကိုတော့ကျွန်တော်စိတ်ကြိုက်တစ်ချောင်းရွေးထုတ်ထားတာမျိုးလေးရှိတယ်ဒီပွဲစဉ်ကိုလည်းကျွန်တော်ဘောလီဒေးကိုလက်ဆောင်ခြင်းတယ်ဘာကြောင့်လဲဆိုတော့ချက်စီကလည်းမထင်မထင်လို့ ထထလုတ်တဲ့အကျင့်နေထားရာချက်စီရလည်းဒါကျွန်တော်တို့ဟိုပြောမယ်ဆိုရင်ချမ်ပီယံလိဝါသပါရှိတယ်နော်ဘိုင်ယန်မြူးနစ်ကတော့ဒါအခုဒါတော်တော်လေးကိုဒါချမ်ပီယံလိမာဆိုရင်တော်တော်လေးကိုဒါဖလားနဲ့လည်းဝေးကွာပြီးတော့ဒါဒီနှစ်တောင်းပိုင်းနေမှာဆိုရင်လည်းတော်တော်လေးကိုဒါအုပ်စုဘိုးဘွဲတွေစီမီတွေရောက်ဖို့တော့အသက်အရွယ်ရုန်းကန်နေရတယ် เนาะအဲ့အတွက်ကြောင့်မို့လို့ဒီနေ့ညမှာဒီဘုံလေးကိုလက်ဆောင်ခြင်းနဲ့ဒါပေမဲ့လက်ရှိခြေသေးရကတော့ဘိုင်ယန်မြူးနစ်ကတော့ချက်စီးချက်နည်းနည်းလေးတာနေတယ်နောက်ပြီးတိုက်စစ်တရားတဲ့ဒါတော်တော်လေးကိုအလုံးဖြစ်နေဘိုင်ယန်မြူးနစ်တိုက်စစ်တွေအာတော်တော်လေးကိုလုံးဖြစ်နေအတွက်ကြောင့်မို့လို့အာဘုံလေးကိုတော့ကျွန်တော်သိမကြိုက်ဘူးကျွန်တော်ဒီနေ့ညဂိုးပေါင်းဂိုးအောင်လေးကိုဒီပွဲနယ်ကိုဆက်လက်ပြီးရွေးချယ်ပေးခြင်းနဲ့เนาะဒါသူတို့နဲ့တည်းရတာထိတ်တိုက်တွဲဆုံမှုတွေရရှိခဲ့တယ်ဒီနေ့ ီနေ့ညမှာဒါဘိုင်ယန်မြူးနစ်ကဘာကြောင့်ဝမ်ပေါင်း90ဖွင့်လှစ်ထားရလဲဆိုတော့ကျွန်တော်တို့ဒီနေ့ပြီးခဲ့တဲ့သူတို့ဒါထိတိုက်တွဲဆုံမှု9ကြိမ်တော့ရှိခဲ့တယ်ဒါ9ကြိမ်မှာဆိုရင်ဒါချန်ပီယံလိမှာဆိုရင်ဒါ၄ကြိမ်လောက်တိတွေ့ခဲ့တယ်၄ကြိမ်တက်မှာတော့ဒါဘိုင်ယန်မြူးနစ်ကတော့၃ကြိမ်နိုင်တေကြတာ၂ကြိမ်ကျွန်တော်တို့၂၀20ဒါချက်စီးနဲ့ဘိုင်ယန်မြူးနစ်တွေ့ခဲ့တဲ့ပွဲတွေမှာတော့ဒါဘိုင်ယန်အင်ဝင်းကနေပေါ့4-1နဲ့တော့4-1နဲ့တော့နိုင်ထားတဲ့ရလက်မျိုးလေးထွက်ခဲ့တယ်เนาะ 4နဲ့နိုင်ထားရတဲ့လူတော့ထွက်ခဲ့တယ်အင်္ဂလိပ်ကနေဂိုးပြက်ခဲ့တယ်နော်အဲကြောင့်မလို့ဒါဒီနေ့ညမှာရောဒါ1.50ကျည်ကကြီးအောင်သွားနိုင်မလားဒါချက်စီရပဲဝင်းကကနေပြောဘယ်လိုမျိုးဒါဘိုင်ယန်မြူးနစ်ရဲ့ကစားကွက်တွေကိုဘယ်လိုမျိုးချိုးဖြတ်ပြီးတော့ဘယ်လိုနိုင်ပွဲယူသွားမလဲဆိုတော့ဒါဆက်လက်ဆောင်ကြမယ်အဲလိုမျိုးဘောလီကျုပ်ကျွန်တော်လက်ဆောင်နေတဲ့ဒီပွဲစဉ်လေးကိုကျွန်တော်ကတော့အဲဂိုးပေါင်း9ောက်လေးရွေးချယ်ပေးခြင်းတယ်ဒီပွဲစဉ်ကိုလည်းကျွန်တော် ိုးပေါင်းအပေါ်ပဲဆက်လက်ပြီးတော့ရွေးချယ်ပေးကြပါတယ်နော်။ဒါကြောင့်ဂိုးပေါင်းအပေါ်ကိုရွေးချယ်လဲဆိုတော့ဘာယမ်မြူနစ်အနေနဲ့ပြောရမယ်ဆိုရင်ဒါတိုက်စစ်ကအလုံးဖြစ်တဲ့၎င်းခန်းစစ်ပိုင်းကတော့နည်းနည်းလေးရွေးရွေးမှုတွေရှိတယ်နော်။အဲကြောင့်မလို့ဒါအသိကြီးနဲ့အသိပီပီဒါပြောမယ်ဆိုရင်ကြက်ပြက်လက်ဂိုးတွေနေရဖို့ရှိတယ်နော်။ဘာယမ်မြူနစ်နိုင်ခဲ့တဲ့အောင်မှအာဒီနေ့ကျကတ်နိုင်သွားမယ်လို့ကျွန်တော်ထင်မိတယ်ဒါကျွန်တော်တို့အနည်းဆုံးကျွန်တော်တို့ဒါ တူဝမ်းနဲ့စကြည့်ရမယ်ပွဲစဉ်တပွဲလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ချက်စီကလည်းဝင်ခွင့်ရနေပြီးတော့ဂိုးတွေရဖို့ဒါချန်ပီယံလိနိုင်ပွဲရဖို့ဒီနေ့ညမှာချန်ပီယံလိအဖွဲ့ပွဲမှာနိုင်ပွဲရဖို့သူလည်းစွမ်းဆောင်မှာပေါ့နော်ဒါပေမဲ့အင်ဝင်းကနေပြီးတော့ဘိုင်ယန်မြူးနဲ့အင်ဝင်းအားနဲ့ဒါနိုင်ပွဲရခဲ့တော့မှဒါဂိုးမပြတ်တော့ဘူးသူတို့ဒါဂိုးများသွားမဲ့ညတညလို့ကျွန်တော်သုံးသပ်မိတယ်အဲ့တော့ကြောင့်မလို့ဘိုင်ယန်မြူးနဲ့ချက်စီပွဲကိုလည်းကျွန်တော်ဂိုးပေါင်းအပေါ်ကိုပဲဆက်လက်ရွေးချယ်ပြင်ချင်ပါတယ် ဒီနေ့ညမှာတော့ကျွန်တော်ဒါ16အဲ19ကုလ2025ဒီနေ့ညမှာတော့ကျွန်တော်ရွေးချယ်ပေးတဲ့သုံးပွဲမှာတော့ကျွန်တော်တို့ဒါလီဗာပူးနဲ့ဒါအက်ဒဂိုဝက်ထရဲ့ပွဲစဉ်မှာကျွန်တော်ကတော့ဂိုးပေါက်အပေါ်ကိုကျွန်တော်ရွေးချယ်ပေးခဲ့တာဖြစ်တဲ့ပြီးကြရင်ဘိုင်ယန်မြူးနစ်နဲ့ချက်ဆီနဲ့ပွဲစဉ်ဂိုးပေါက်အပေါ်ကိုကြိုက်တယ် ကြောင့် agent နဲ့ inter milan inter milan ဘုံကြီးလေးကိုကျွန်တော်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ယနေ့ည3ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ဒါကိုမင်းနဲ့ကြိုက်ချင်းတူတဲ့ညီကိုလေဒါ live ဆောလို့ရပါတယ်เนาะအာကျွန်တော်ရဲ့ရွေးချယ်မှုလေးတွေကိုကြိုက်နဲ့တက်တယ်ဆိုရင်လည်းအာ YouTube channel နဲ့ဒါတတော် channel လေးမှာလည်း subscribe လေးတွေလုပ်ပြီးတော့ like သေးလေးတွေပေးသွားခဲ့ပါအောင်ညเนาะအာကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုဒါကြိုက်တင် ဖြစ်သေးပေါ့ဗျာเนาะအဲအကြိုက်တူအမြင်တူရဲ့ဖြစ်တယ်လိုက်ကစားလို့ရပါတယ်မကြိုက်လည်းဒါပဲရှောင်ပြီးတော့ဒါကိုကြိုက်တဲ့ပွဲစဉ်လေးကစားလို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်ဒါသုံးသက်ပေးတဲ့ပွဲစဉ်တွေကကျွန်တော်ကိုယ်တိုင်ကျွန်တော်ဆော့တဲ့ပွဲစဉ်တွေကိုဒါသုံးသက်ပေးတာဖြစ်ပါတယ်နောက်ပြီးတော့ဒီနေ့ညမှာကျွန်တော်မောက်ကက်တကက်ကိုဆက်လက်ပြီးတော့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် Telegram Channel မှာရွေးချယ်ပေးသွားမှာဖြစ်ပါတယ်တပွဲကောင်းလေးကိုတော့ Telegram channel မှာတင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကြောင့်မလို့ YouTube အောက်က comment မှာ Telegram channel လေး Viber channel လေးချပေးထားပါတယ်လာရောက် join လုပ်ရပါတယ်ခင်ဗျာเนาะအဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေ့မှရန်သားပြရတယ်ဒါကျွန်တော်တို့ဒါဒီနေ့ညမှာအတိုင်းဝင်များများထုတ်ပြီးတော့ပေါင်းတင်ပြကြပါစေ။နောက်ပြီးတော့ကျွန်တော်တို့အားပေးတဲ့တယောက်ချင်းတိုင်းတာယာလှပတဲ့နေ့တနေ့လေးကိုပိုင်ဆိုင်ကြပါစေလို့ဆုမောင်းတော့ပါစေ။အာကျွန်တော်ဒီမှာဒါ online ကောက်လေးတွေဒါပြီးတော့ ဒါဖွင့်ကစားခြင်းနဲ့ဆိုရင်လာရောက်ဖွင့်ကစားလို့ရပါတယ်မြန်မာငွေကျပ်9000ကျပ်ကနေပြီးတော့ထိုင်းဘတ်ငွေ100နဲ့စပြီးတော့ဒါ online ကောက်လေးတွေ live bet တွေ live ကစားလို့ရပါတယ်အာလောင်းသားဆိုတော့အပိုင်မရှိဘောဗျာเนาะကိုနိုင်တဲ့လောက်ငွေမောက်ကိုဒါ ဒါကစားကြပါလို့ကျွန်တော်ဒီနေရာလေးပြောချင်ပါတယ်เนาะအဲဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်လည်းကစားနေရပွဲလာချပေးတဲ့ဒါချပြရတဲ့အတွက်ကြောင့်မလို့ဒီကိုယ်လုံးနေတဲ့အချက်ချင်းတူရင်လူုံကြီးနဲ့လာကစားလို့ရပါတယ်နဲ့เนาะဒါ Telegram Channel လို့လည်းလာ join လို့ရပါတယ်အပတ်စဉ်ဒါကျွန်တော်ကလပ်ပွဲတွေဒါပြန် ကျလက်ပွဲတွေဒါအမှတ်ပြင်းပွဲတွေပြန်စားရင်လည်းကျွန်တော်ဒါဆက်လက်ပြီးတော့သုံးသပ်ပြီးသွားအောင်မှာရွေးချယ်ပြီးသွားမှာဖြစ်တော့ကြောင့်မို့ကျွန်တော် YouTube channel လေးကို notify လေးတွေတိတ်သွားပေးကြပါအောင်ညာเนาะအဲကျွန်တော်ဗီဒီယိုလေးကိုဒီညမှာသုံးသပ်ပြရသေးတယ်တာလှပါတဲ့နေ့နေ့လေးပိုင်ဆိုင်ကြပါလိမ့်မယ်ညာ